မူဘာလာချန်ကကန်စတာတရား HOK ကို ပြောင်းလာပြန်ပြီမင်္ဂလာပါပရိသတ်ကြီးတို့ရေ BDK တသင်းလုံးရောရာဝီရောအတင်ရော HOK ကိုပြောင်းပြတဲ့နောက်မှာအခုမူဘာလာချန်ရဲ့ပွဲစဉ်ကြီးတွေမှာကတ်ခဲ့တဲ့ကန်စတာတရားဟာလေးပဲ Honor of King ကိုပြောင်းရွှေ့လာပြန်ပါလိဘဲကတ်စတာကများမူဘာလာချန်ကနေပြီးတော့ Honor of King ဘက်ကိုဂူလာရာဖြစ်မလဲစက်ကြည့်ကြရအောင်ပါမြန်မာနိုင်ငံက gamer တွေအနေနဲ့ e-sport အသင်းတွေက professional player တွေကိုယဉ်ယဉ်နီနီတိကြပါပေမဲ့ international caster တွေကိုတော့တိတ်ယဉ်နီကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ Mobile Legends ရဲ့ M Series War Championship ပွဲစဉ်တွေမှာ cast ခဲ့တဲ့ caster တွေကိုတော့မျက်မှန်းတမ်းမိကြမယ်ထင်ပါတယ်။အစောကပြောခဲ့တဲ့ Honor of King ကိုရွှေ့လာတဲ့ caster ရဲ့နာမည်ကတော့ Chantel Hernandez ပဲဖြစ်ပါတယ်။ caster Chantel Hernandez ဆိုတာကတော့ Mobile Legends War Championship ပြိုင်ပွဲတွေဖြစ်တဲ့2021 M3 War Championship ကနေပြီးတော့2025 M6 War Championship တွေမှာ Astral Dire ပွဲစဉ်တွေကိုကတ်ခဲ့တဲ့ caster တယောက်ပါ။ဒါရင်မကသေးပဲနဲ့ caster Chantel Hernandez ဆာ MLBB Saudi Asia Cup 2022နဲ့2023ပွဲစဉ်တွေကိုခက်စခဲ့တဲ့ကတ်စတာတယောက်ပါပြီ။ပြောရရင်ရှန်တဲက2021ထဲကစပြီးတော့ Mobile Legends ကိုခက်စခဲ့တာပါ။အခုနှစ်2025မှာတော့လမ်းခွဲပြီးတော့ HOK ဘက်ကိုရောက်လာတာဖြစ်ပါပြီ။ဘာမပြေလည်မှုတွေရှိလို့လဲဆိုတော့အသေးစိတ်မသိရသေးပါဘူး။အခုဆိုရင် Honor of Game မှာ Mobile Zain တို့ BTK တို့ရော Yawi တို့ရော Battery ရော Caster Chantel တို့ရောရောက်နေပြီဖြစ်ပါတယ် HOK ကနောက်လာမယ့် e-sport ပြိုင်ပွဲတွေမှာတချိန်က mobile legend ပြိုင်ပွဲတွေလိုမျိုး CC ကကနဲ့အကျိတ်နဲ့ရှင်ပြိုင်မှုတွေလိုချင်နေတဲ့ပုံပါပဲ။ mobile legend ကိုကြောတက်ပြီးတော့မြန်မာနိုင်ငံရဲ့နိုင်ငံတော် game ဖြစ်လာအောင်မလားဆိုတာကလည်းစောင့်ကြည့်ရအောင်ပါမယ်။ဒီနေ့တော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။